တခါကတော်ရဲမှာ ကုကုကိုထင်ကြီးတဲ့ဘဲကလေးတစ်ကောင်ရှိတယ်။သူ့အိမ်နဲ့မနီမွေရဲ့တပင်ကြီးပေါ်မှာတော့စစ်တူရွေလေးတစ်ကောင်နေထိုင်ပြီးတော့မလန်းမကန်းကူလေးထဲမှာတော့ယုံကလေးတစ်ကောင်နေထိုင်ပါတယ်။တပင်ကြီးဘေးမှာစီးဆင်းနေတဲ့မြစ်ထဲမှာတော့လင်းမိုင်လေးတစ်ကောင်နေထိုင်ပါတယ်။ပူအိုက်တဲ့နေရာဒီရဲ့တနေ့မှာဘဲကလေးဟာမြစ်ထဲကိုရေဆင်းကူလျက်ရှိတယ်။လင်းမိုင်လေးကဘဲကလေးရှိရာကိုလာပြီးတော့မိတ်ဆွေဖွဲ့ပါတယ်။ ိမ့်မိုင်လေးကဟေးပဲကလေးငါတို့အတူတူဆော့ကြရအောင်လို့လမ်းပြလိုက်ပြီးတော့နှုတ်သီးလေးရဲ့ရေတွေနဲ့ဘဲကလေးကိုလမ်းပတ်လိုက်တယ်။ဘဲလေးကလိမ့်မိုင်လေးကိုအထင်သေးတဲ့ကြည့်နေကြည့်ပြီးတော့ဂုံးမော်အကူခတ်လာလိုက်တယ်။ဂုံးမော်ရောက်တဲ့အခါအတောင်မန်းရေကိုရမ်းခါလိုက်ပြီးတော့လိမ့်မိုင်လေးကိုမင်းကငါနဲ့တကယ်ချင်းလှုပ်ရှင်နေဆိုတော့ငါလိုကုန်းမီပေါ်မှာလမ်းလျှောက်နိုင်လို့လားလို့မေးပြီးတော့လမ်းလျှောက်ထွက်သွားပါတော့တယ်။ နောက်တနေ့နနေဆောဆောမှာဘဲကလေးဟာနေကြီးဖျားနေတဲ့ရခင်းစိမ့်စိမ့်တွေပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတယ်။အဲဒီချိန်မှာမုံလာဦးလေးတလုံးကင်ထားတဲ့ယုံကလေးဟာလမ်းလျှောက်လာတဲ့ဘဲကလေးကိုတွေ့တော့မိတ်ဆွေဖွဲ့ပြန်ပါတယ်။ယုံကလေးကဟေးဘဲကလေးငါတို့အတူတူဆော့ကြရအောင်လို့ဩပြောလိုက်ပြီးတော့မုံလာဦးကိုဘဲကလေးရှေ့ရအောင်လှိမ့်မိလိုက်ပါတယ်။ဘဲလေးကယုံလေးကိုထင်သေးတဲ့ကြည့်နဲ့ကြည့်ပြီးတော့မင်းနဲ့ဆော့ရမယ်ဟုတ်လား မင်းကငါလို့ဘိုးဘောပြန်နိုင်တဲ့အတောင်ပံနေရှိလို့လားလို့ပြန်မေးလိုက်ပြီးတော့အတောင်ပံတွေကိုတစ်ပြက်ပြက်ခတ်ပြီးတော့တောင်ကုန်းလေးပေါ်ကိုပြန်သွားလိုက်ပါတယ်။သူကတောင်ကုန်းလေးပေါ်ကနေတရက်ပင်ကြီးတပင်ပေါ်ကိုဆက်လက်ပြန်တန်းသွားတဲ့အခါတရက်ပြီးကိုနှုတ်ပြီးနဲ့ထိုးဆွစားတောင်းနေတဲ့ကျတူရွေလေးနဲ့တော့တွေ့ပြန်ပါတယ်။ကျတူရွေလေးကလည်းဘယ်လေးငါတို့မိတ်ဆွေလောက်ကြရအောင်အတူတူဆော့ကြမယ်လေလို့လမ်းပြောလိုက်ပြန်ပါတယ်။ဘယ်လေးလဲ တဲ့တွေလေးကိုထင်မကြီးပြန်တာကြောင့်ငါနဲ့မိတ်ဆွေဖြစ်ရှင်ငါတော့လိုက်ခဲ့ပေါ့ကွာလို့ပြောပြီးမြစ်ထဲကိုဆင်းရင်ပြီးရေကူးလိုက်ရင်ကုန်းလိုက်နေကြွားဝပြနေပါတော့တယ်ဒီနေ့မှာတော့ဒေါ်ပင်ချင်းသေးကြီးကဒေါ်ရယ်ဂရိဆန်နေအတွက်ပြိုင်ပွဲချင်းမှပြုလုပ်မယ်လို့ကြေညာပါတယ်ပြိုင်ပွဲကတော့ကုန်းနေဂရိဆန်နေအတွက်အပြေးပြိုင်ပွဲရေနေဂရိဆန်နေအတွက်ရေကူးပြိုင်ပွဲနဲ့အတောင်မှန်ပါတဲ့ဂရိဆန်နေအတွက်အပြန်ပြိုင်ပွဲလိုပဲဖြစ်ပါတယ် ဖဲလေးလေးပြိုင်ပွဲသတင်းချပြီးတော့သူ့အစွမ်းကြီးပြရတော့မယ်လို့တွေးပြီးပြောနေပါတယ်။သူကကုန်းပေါ်မှာလည်းပြေးနိုင်တယ်၊ရေထဲမှာလည်းကူခတ်နိုင်တယ်၊လေထဲမှာလည်းပြန်နိုင်တယ်ဆိုတော့ပြိုင်ပွဲသုံးဦးစလုံးမှာအနိုင်ရပြီ။အားလုံးထက်သာတဲ့သူဆိုပြီးသူ့ကိုဝိုင်းထင်ကြီးကြမှာပဲလို့စဉ်းစားပြီးအချိန်နဲ့ကြီးချိန်နဲ့နေပါတော့တယ်။ကုန်းကြီးပေါ်မှာအပြေးပြိုင်ပွဲလုပ်ကြတဲ့အခါယုံကလေးတွေ၊တမင်ကလေးတွေ၊ရှင်ကလေးတွေနဲ့အတူ ဘဲကလေးကအပြေးဝင်ပြိုင်ပါတယ်။ကံပွဲမှာဘဲကလေးကပထမရဖို့ကြိုးစားပြီးအစွမ်းကုန်ပြေးပြီးမြန်မြန်မပြေးနိုင်ပေမောပန်းလာတာကြောင့်ကံပွဲမှာနောက်ဆုံးနေရာမှာကျန်ခဲ့ပါတော့တယ်။အပြေးမြန်တဲ့ယုံကလေးကပထမရသွားပါတော့တယ်။ဘဲလေးလည်းမချေမနှက်ဖြစ်ပြီးတော့ရေကူးပြိုင်ပွဲမှာလင်းမိုင်လေးလက်ကလေးငါးလေးတို့နဲ့အတူဝင်ပြိုင်ပြန်ပါတယ်။ရေကူးပြန်ဝင်မှလည်းသူပဲနောက်ဆုံးကကျန်နေပြီးတော့ရေကူးမြန်နဲ့လင်းမိုင်လေးကပထမရသွားပြန်ပါတယ် နောက်ဆုံးအပြန်ပြန်ရတော့လေကျေတူလေးကိုမမိပဲပြန်ဝဲဝင်အားလုံးရဲ့နောက်ဆုံးမှာမောပန်းမိချန်ခဲ့ပြန်မာတော့တယ်ဘဲကလေးကကုန်းပေါ်မှာရောရေထဲလေထဲမှာရောဟိုဆက်ဆက်ဒီဆက်ဆက်ကလှူရှားသွားလာနိုင်ပြီးသူထင်သေးတဲ့ရိစံလေးတွေလိုကျွမ်းကျွမ်းကျင်ကျင်မရှိတာကြောင့်ပြန်ဝဲတိုင်းမှာနောက်ဆုံးနေရာသာရပြီးအဆက်ကွဲခဲ့ရပါတော့တယ်